ပါကနေဖြိုးလိုက်တိုင်ကိုကြီးရှုနေတဲ့ဧတကြီးအားလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့ငါမေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့လိုပဲလူတွေတတ္တဝါတွေတရှိတတ်မဲ့တွေရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟသတာဖြစ်ဖို့လိုပဲတဟသတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကြင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးဖြစ်ဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုံမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဘေးရင်ဆရာတယောက်နေကံတရားကိုပြောမှာ န်တရားဟိုပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတတိလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲရလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတော့ကိုရာတီဘွား ကုံရာသီဘွားဆိုတာဇန်နဝါရီ27နဲ့ဖေဖော်ဝါရီ28ကြာမှာမွေးဖွားတဲ့လူတွေဖြစ်တယ်။အတိတ်တည်းနဲ့ရှင်ပြီးလောက်ကိုင်းမှာခြေလန်းတဲ့သူဖြစ်ရှေ့တူးဆောင်ရွက်လုပ်လိုက်ပါ။ပြက်မလို့ဖြစ်နေတဲ့အရေးချင်းများပြန်ကောင်းလာလိမ့်မယ်။အခက်ခဲပြဿနာတွေအနိုင်ယူအောင်မြင်လိမ့်မယ်။အလို့အကိုင်းအဆက်အသွယ်ကောင်းတွေရလာလိမ့်မယ်။ငွေဝင်များမယ်၊ငွေထွက်များမယ်။ငွေဝင်ငွေထွက်ကိုစနစ်ကျသုံးစွဲဖို့လိုတယ်။ ချစ်သူနှလုံးသားတွေပြည်လဲမဲ့လက်ထပ်မဲ့စေစားမဲ့နိုင်ငံသားခရီးတွေအောင်မြင်မဲ့လူကူတသိက်ဗီဇာတာရုံးဝင်တာတွေအောင်မြင်မဲ့တင်းတင်းစွာစုဆောင်းပြီးတဲ့ငွေကြေးနဲ့အိမ်ဝယ်တာကားဝယ်တာတွေလုပ်ဖြစ်မယ်စိတ်အေးချမ်းသာရှိမယ်မိကြီးဖာကြီးတို့တဲ့စိတ်ချမ်းသာမယ်သတိထားမှာအဖြစ်အမှောက်ပယောကမိမိရဲ့အဖွဲ့အစည်းတွေကမိမိရဲ့ကုမ္ပဏီကမိမိရဲ့ မိသားစုတွေကအုပ်စုဖွဲ့ပြီးအားပြိုင်တာဒီလားတဖက်လူကိုမျိုးချစ်ပြီးတော့နှိမ်လို့ရတဲ့လူကိုနှိမ်တာအားရမျိုးလာမယ်အဲတော့အသားတွေကလောက်ထွက်တစ္ဆာပေါက်တဲ့ဖေရသည်စိတ်သက်တွေလာမယ်အားရကိုကာကွယ်နိုင်မှုတစ်မိမိရဲ့အိမ်မဲမှာတော့ပြက် တက်တာပြက်ခလုတ်အပြက်မိချောင်းအပြက်ယူပြီးတော့လှုပ်ပြက်နံပါတ်1လုံကြီးအစ်စ်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဝယ်အဲ့လုံကြီးအစ်စ်ဝယ်ပြီးတောင်းအောင်ရှိတဲ့လူတယောက်ယောက်ဆရာသမားမိဘမိတ်ဆွေကိုလှူလိုက်ဘဝကိုလုံကျုံအောင်ကာဝယ်ပြီးလုံကျုံအောင်ကံတရားတွေဖြစ်ပါစေချမ်းသာပါစေလို့ဆုတောင်း ပြီးရင်ဝေးရမယ့်အဝတ်တွေအဖြူအုပ်စုကြီးပြားရောင်အုပ်စု အစိမ်းရောင်အုပ်စုများဝက်၄နှစ်ပတ်လည်ထီထိုးနေ့တိုင်းတမုတ်ဒီကာတာတော်ကြီးရွတ်ပေပထန်ရွတ်မေတ္တာတုံရွတ်တနင်္လာသတိရောက်တိုင်းခွေးခုငားငယ်အစာတွေကျွေးမိသားစုတွေမှာအားလုံးတောက်ပြောင်ထွန်းကားတူးတက်ခြင်းတွေရရှိတဲ့ရတတပတ်ရောက်နေတဲ့အတွက်အတိတ်ကောင်းနမိတ်ကောင်းစိတ်ကောင်းစေနာကောင်းလူကိုယ်တစိတ်ကောင်းနဲ့ ပြောဆိုနေထိုင်ဆက်ဆံမချီမနှက်မုံဒီရွန်ရှာတဲ့ကိစ္စများစွန့်ပစ်ကိုရာတီဘာမိသားစုအလုံးကျမ်းမာချမ်းသာကြပါစေ။